ဂျာနယ်ကျော်မမလေးရဲ့မာလာယီဆိုတဲ့ဝတ္ထုကို အပိုင်း6အနေနဲ့ဖတ်ပြပေးမှာဖြစ်ပါတယ်ရှင်။တမီးလေးစိတ်ပြေသွားသောခါတွင်အမေကပြောသည်။တမီးဘလူးမှာအဆွဲ၄ချောင်းရှိတယ်။တမီးယောက်ျားအဆွဲ၈ချောင်းရှိတယ်။အမေမသိခင်အမေက6ချောင်းနှုတ်ခဲ့မယ်။တမီးက2ချောင်းနှုတ်ပြီတော့။တကြည်သေးသည်အမေပြောသောဤစကားကိုအသေးဆွဲအောင်မသားထားသည်။ပြဇက်ထုတ်အသေးဝင်နိုင်ဘူအောင်သိန်းသည်လက်မှတ်မများဝဲတတ်သည်။ ကိုရွှေသိမ့်လက်မှတ်တင်ဝဲတာများလာချီလားဘသူအတွက်လဲကြည်ကြည်သေးရတီးချင်၍မိကြည်သည်ဟိုမင်းအမပထမဇနီးကိုဆိုလိုသည်သူ့ဆွေတော်ရှစ်တောင်မျိုးတော်ပေါင်းတွက်ပေါ့ဘူအောင်သိမ့်ဝဲယူတော်လက်မှတ်များမှာသူ့ဇနီး၏ဆွေတော်ရှစ်တောင်မျိုးတော်ပေါင်းများအတွက်မဟုတ်ပေသူ့ဇနီးဒုရယဇနီးနှင့်သားသမီးတို့အတွက်ဖြစ်သည်ဘူအောင်သိမ့်၏ပထမဇနီးသည် ကြည်ကြည်သေးနှင့်တင်မြတ်တော်လဲ ဒုတိယဇနီးကိုမကျင်တဲ့အတိုင်းလင်မယားချင်းရန်တကြက်ကြက်ဖြစ်ကြသည်။တနေ့တွင်လင်မယားရန်ဖြစ်ကြသည်။ဘူအောင်သိန်းကမျက်နှာကိုပိတ်ရိုက်လိုက်သည်ဖြင့်နားထဲ၌ပန်ထားသောစိတ်နှက်ကလေးလွင်ဆင်းသွားသည်။ထို့ကြောင့်တီမခန်း၌ကြီးကြီးသေး၏အမေရှိရာအိမ်တော်သူ့အိမ်မှအဆင်ပြေလာသည်။အမေရဲ့တမီးအမေနဲ့အတူတူနေပြရစေတော့။ကိုအောင်သိန်းမယားဖြစ်နေမနေပါဘူး။အမေတမီးဖြစ်နေတမီးတို့အသားမီအမေနဲ့အတူတူလာနေပြရစေ။တမီးကိုအင်တန်ရရှာပါတယ်။ တမီးသူနဲ့အိမ်ထဲနေလို့မဖြစ်တော့ပါဘူးမေရဲ့ဘူအောင်သိန်းဇနီးအားဖွင့်ပြောမှာဘူအောင်သိန်းတွင်နောက်ထပ်အိမ်ထောင်နေသားသမီးများရှိသေးကြောင်းတိတိသေးတို့သားမီးတိချရသည်အမေသည်သားသမီးချင်းကိုချင်းစာ၍ပထမဇနီးကိုတနာသွားသည်လာခဲ့ပြောင်းလာခဲ့အမေနဲ့ပဲအတူတူလာနေကြပြီတော့ပထမဇနီးနဲ့သားကလေးသည်တိတိသေးတို့အိမ်တို့ပြောင်းရွှေ့လာကအတူတူလာနေကြသည် မသိသူများကမင်းလေအမေကသူ့သမီးကြီးဟုပြောတတ်သည်ချစီထင်းပြဆက်သွားကနေလေအမေဤဝေယဝိစာအေးဤဝေယဝိစာအလုံးကို သမီးကြီးကစိတ်ထားကြည့်ဖြူစွာဖြင့်လောက်ကိုင်းပေးသည်တားလေးပါသည်သူ့မေရင်တချစ်ချီထေးကိုပို့၍တွေ့တာခင်မင်းသည်ပြဆက်သွားကရန်ဝိစာဆင်ပြင်းနေလေဘေးမှထိုင်၍စောင့်ကြည့်နေတတ်သည် သူ့မေရင်ကိုမခေါ်ကချစ်ချီထေးကိုမေဟုခေါ်သည်ချစ်ချီထေးအတွက်အကူအညီလောက်ကိုင်းပေးတတ်သည် ကြားသည့်နေများတွင်ပစ္စည်းထင်းနှင့်တူလိုက်သွားသည်အမေနာတွင်ထိုင်၍ပစ္စည်းများကိုစောင့်ကြည့်ထိန်သိမ်းပေးသည်သမီးလေးလှလှဝင်းမှဝေးရှိမကြီးများကသမီးဖြင့်မွေးစားထားခြင်းကြောင့်သမီးရင်စားလိုက်သည့်လိမ်မာသောသားလေးပါကို တနေ့တခြားတန်ရောစင်းတွေ့တာလာသည်သားရင်နှင့်မချာဒါငါသားဟူစိတ်ထဲ၌အပီးသားစင်းတွင်ထားသည် ရွှေရည်လူးပြဆက်ပြီးဂီတလုံးလင်းပြဆက်ဆက်ကားသည် ီတားလူလင်ပြဆက်တဲ့နိုင်ငယ်စဉ်ကသူပွဲကြည့်ခဲ့ဖို့သောဆက်ကြောင်းကိုမောင်ဖြစ်သူကပြန်ပြောချင်းဖြင့်ဇလံကိုတရုတ်ဖော်ထားသောဆက်ဖြစ်သည်စစီသေးသည့်ဇက်သမင်ဆိုင်ရာပညာကိုထုတ်ဖော်ပြခွင့်ကြုံသည်ဖြင့်ပိုင်နိုင်စွာတရုတ်ဆောင်ကထုတ်ဖော်ပြသည်ဂီတားလူလင်ပြဆက်ကနေစဉ်စစီသေးကို52ခုနှစ်ပြဆက်ပြင်မှတန်းကိုမင်းသမီးငွေရဲတင်းစာကြီးများကချီကျူးရေးသားကြသည် ဇမင်သမီးဖြစ်ခဲ့သောကြောင့်သူကိုဝါရွေထင်သေးကြကအဖက်မတန်တလို့လို့ဆက်ဆံနေကြသည့်ကြားထဲမှာပြဇက်ပြင်းမှာတန်းကုန်မင်းသမီးပွဲထူရရှိသော အောင်မြင်မှုကိုပီတိဖြစ်မိသည်တစီသေးသည်ပြဇက်ထဲရောက်စားကဥကျင်နီကကြည်သာစခန်းသွားပြီးတော့ဟူတူတူကြကြွေ၍အမှားသာရှိသည့်အတိုင်းဇက်သည်နှင့်တပါသာခွဲ၍ကြည်စခန်းသွားရသည်ဇက်ကားစင်ကလို့အာသွန်ခွန်ဆိုင်မပြူလို့ရပဲ ပြဇက်နိုင်မှုပြဇက်ဒါရိုက်တာနေနောက်မှာဖတ်တက်ရ တက်ရ ကိုလုံးနိုင်ရင်လုံနိုင်သလောက်တက်သွားနိုင်ခြင်းအတီးကြောင်းပြဇက်ထားကြည့်၍အသာကြည့်စကန်သွားခဲ့ခြင်းဖြစ်သည်နှစင်းမြတ်တာပြဇက်၌ယူမခံကိုကာခဲရသည်စက်ခုံပေါ်၌ရွရွချွန်ချွန်မရှက်မကြောက်ယူပြရသည်မလုံးတလုံးဆုပ်ပြတ်နေသောဝန်စားနေရုပ်ပြက်စင်ပြက်ယူပြသည်ပွဲကြီးပြိတ္တကသူ့ကိုမကြည်ဝန်လင်ထားပြန်ယုံပင်ရှိသည် သူလုံးရသောအလုပ်ကိုလုံနှင်းတူအောင်လုပ်ပြလိုက်ခြင်းဖြစ်သည်ဆံပြများပြဆက်တွင်ជីជីသေး၏လွမ်းခံကိုပြိတတ်သည်ခိုက်ကြရသည်ခိုင်ရပလဟုရှိနေជីជីသေး၏လွမ်းကိုငေးကြည့်နေသည်သူပစမဆေးပြင်းလေးပြုတ်ကြကသူလုံးကြီးကွန်တီလုံးခံမိပေါသွားမှာမိလောင်မှန်တည်တော်သည်ဆံပြများပြဆက်တွင်ជីជីသေး၏လွမ်းခံကိုပြိတတ်သည်ခိုက်ကြသည်ခိုင်ရပလဟုရှိနေជីជីသေး၏လွမ်းကိုငေးကြည့်နေသည် သူပဇတ်မဆေးပြင်းလေးပြုတ်ကြကသူလုံးကြီးကွန်တီလုံးခမ်းမိပေါသွားမှာမိလောင်မှန်းတီတော်သည်ကြည်ကြည်သေးလွမ်းကောက်လိုက်တာဗျာပစိုးမိလောင်သွားတယ်စီးပေါ်လိမ်များဆိုရင်ယုံမလောင်နဲ့ဥရှိန်သည်ပွဲကြည့်ပြီးယုံဝါနိုင်ဒါရိုက်တာကိုရည်ပြောသွားသည်စံပြများပြဇက်ကနေခိုင်တညာနိုင်မမျောလင့်ပဲအခက်ခဲတစ်ခုကိုကြော်နင်းခဲ့ရသည်ဇက်ခွက်ထဲ၌သူလွမ်းပြနေရမည်ခန့်တွင်သူလွမ်းနေခိုင်မင်းသားကကားနောက်မှထွက်လာရမည် မင်းသားဒီကားနောက်မှာတော်တော်နေထွက်မလားမင်းသားထွက်မလားမချင်းជីជីသေးသည်ထက်တလဲလဲလွန်ပြနေသည်ဇက်ခုံပေါ်၌မင်းသားထွက်နောက်ကြ၏အခက်ကြုံနေသောမြာကိုမြင်သည်ဖြင့်ဘူအောင်သိန်းသည်ဇက်ခုံပေါ်သို့အပြေးတက်သွားသည် ရွှေကြည်လွမ်းနေပြီခမထွက်တော်လီလူတယောက်နှင့်စကားပြောနေသော မင်းသားကဒီမှာစကားပြောနေလို့ဗျဟိုဘူအောင်သိန်းကိုလှမ်းပြောလိုက်သည်ជីជីသေးမှာမင်းသားထွက်မလာရင်စိတ်အိုင်လျနှစ်ကြော်သုံးကြော်လွန်ရပြီးမှမင်းသားထွက်လာသည် ဘူအောင်သိန်းဒီကားလိန်နောက်သို့ဝင်လာသောကြည်ကြည်သေးကိုဝဝင်တောင်းနေသောမျက်လုံးဖြင့်တူတူပြကပ်ပြောလိုက်သည်ရွှေကြည်စက်သိန်းမှကိုကိုကိုတက်ပြီးဆက်ဆောင်ပြန်ဖုံးပြနဲ့တခါတည်းတက်သေးလိုက်ပြောတာကြားရဲ့လားကြည်ကြည်သေးရင်ထဲ၌ဟီးခနေဖြစ်သွားသည်လမ်းမကျလျင်မခန့်ချင်တက်သောယောက်ျား၏စိတ်ဓာတ်ကိုလည်းသိသည်ဘူအောင်သိန်းစိတ်ထဲ၌မင်းသမီးကိုမင်းသားတက်ခြင်းဟူယူရှိသည်မင်းသားမထွက်ရေထက်တလဲလဲလွမ်းနေရခြင်းကိုကြည်မြအောင်တော်သားထော်လာခြင်းဖြစ်သည် ဝါသိန်းပြောသလိုဇက်ကြောင့်မပြန်မဲသူတည်လိုက်ရင်ဇက်ကိုထိခိုက်တော်မူစီစီသေးသည်ကားလေးရှိသော ပြန်ထွက်ခင်အသက်ရှူကျန်နေသည်ဇက်နာခံလိုက်မလားလင်သားစိတ်ကြိုက်လိုက်မလားတခုခုကို လုံရတော်မူဇက်သိန်းခန်းဒီမှလာကြုံရသောအခက်ခဲကြီးကိုရင်ဆိုင်ရန်သွေးထားရင်စွန်စားသည်ဇက်သိန်းခန်း၌သူခင်မောပြောသည့်အတိုင်းမလုပ်ပေဇက်ထောဇက်လန်ရှိတိုင်းကိုကိုကိုတက်သေးကဇက်ကြောင့်ဖော်ပြပြီးမှတင်လိုက်သည် စစီထဲကားလေးနောက်တော့ဝင်လာတော့ခါသူ့မယားသူ့မှားတာမလို့တဲ့အတွက်ဘူအောင်သိန်းဒီဒေါ်သာထွက်သဖြင့်ပါပိတ်ရိုက်လိုက်သည်စစီထဲကိုတပြန်ပြန်ရိုက်နေသဖြင့်ဇက်ခုံနောက်၌ရရွတ်တဲဖြစ်သွားကြသည်ဒါလိုက်တာကိုချင်းမောင်ကငယ်ချင်းရဘူအောင်သိန်းရမရိုက်ပါနဲ့ကွာအတင်းဝင်ဆွဲသည်လူပန်းဆောင်ရှိနေရိုက်ခန်နေရသည့်အတွက်ကြည်ကြည်ထေးသည်ရှက်ရံကိုလည်းတတိမယသူခိုင်းနာကိုမလုံလင်စိတ်ဆိုးမြေကို တွေးပြီးသာတွေ့ထားပြီးသားဖြစ်သည် သူ့ကိုရိုက်ချင်ရင်တက်ချင်တဲ့ဇက်လန်ဇက်ကွက်ကိုနာမခံမေသူ၏ဇက်တဲကိုရိုက်ခံပြီးဖြစ်ရှင်လိုက်သည်ဇက်ကွက်ကိုနာမခံမေသူသာသာနာခံခြင်းဖြစ်သည်ဒီစီထေးကားပြခဲ့သောပြဇက်များမှာနှစင်းမြတ်တာစံပြမရရွှေမိုးငွေမိုးတမှုတရားချဲမျိုးတိန်ရွှေရည်လူဂီတာလူလင်ချစ်ကော်မနီညောင်ရည်တပင်မြေပလေးသာစသဖြင့်ပြဇက်ဇက်ထုတ်ပေါင်း20ခန်းကားပြခဲ့သည်ပြဇက်ဒါရိုက်တာဘုကလေးတင်အောင်က ဇက်ကိုကွဲတာတို့တေးတာတို့နဲ့ဇက်သိမ်းမယ်ဆိုရင်ပြိဿကလက်မခံဘူးမကြိုက်ဘူးကြည်ကြည်ချင်းနဲ့ကြတော့မှပဲဇက်သိမ်းမှာကွဲတာတေးတာကိုပြိဿကလက်ခံတယ်နူးဝင်တယ်ဟိုထုတ်ပေါ်ပြောသည်ကြည်ကြည်သေးသည်ပြဇက်တညာကလျင်90ရာသည်တနည်းနပွဲကလျင်100ရာသည်ပြဇာမရရှိသောငွေများကိုကြည်ကြည်သေးမကိုင်းဘွားသိန်းကသိန်းသည်ငါးနှစ်သမီးရွယ်ကစား၍ပြဇာခုံပေါ်သို့ကြည်ကြည်သေးဘွားသို့ရောက်လာသည်နေသည့် ရသည်မပတ်စံကင်ခဲ့ခြင်းလည်းမရှိကင်ဖို့ခြင်းလည်းမရှိငွေလဲကင်၍တုံဆွဲရန်သူမွားမှာအင်ရှင်မလည်းမဟုတ်နောက်နောက်ကရရှိခဲ့သောငွေများကိုအမိကသိမ်းသည်ထို့နောက်ယောက်ခမကသိမ်းသည်ယခုလည်းဘုံအောင်သိမ်းကသိမ်းသည်ကြားဆက်ပြီးအိမ်တို့ပြန်ရောက်လေအိမ်၌အင်ရှင်မပြီးရှိပြီးဖြစ်သည်ဘူအောင်သိန်းဤစနီးကအိမ်တွင်ချက်ပြုတ်လောက်ကရင်ဘူအောင်သိန်းပြီးသောငွေနှင့်လောင်ကအောင်သုံးဆွဲရသည် စစ်စီသေးသည့်အင်ရှင်မတို့တက်ကြွရမည်အချက်ပြုံမိဖို့လုပ်ငန်းပညာကိုမတက်ကြွခင်မလုပ်ဘူးခင်သူများခုခက်ကြွေးသည်များစားခဲ့သည်အစားတောက်၌ခုံမင်းခြင်းလည်းမရှိ သူတို့ရှိသည်မှာငပိရေကောင်းကောင်းနှင့်တို့စရာကောင်းကောင်းသာလင်သူစားသောအစာဖြစ်သည်ဤစာမျိုးသာစားတတ်သည်ဖွဖွဲရအစာကောင်းတောက်ကောင်းကိုငပိရေတို့စရာလောက်မမှန်မောပြီး ရန်ကုန်၌နေ၍လည်းရန်ကုန်အကြောင်းလုံးဝမသိဘူချုပ်စေတိမ်ကြီးစေလည်းမမြင်ဘူးမရောက်ဘူးမိုးလင်းလျင်အိမ်ယာထားဖျားရှုကိုသည်ဖျားရှုကိုပြီးဝစ်စားလဲကအိမ်ရှင်မပြင်ပေးသောသမင်းကြိုင်ကိုကိုင်လဲဘူဟောင်သိန်းဆောင်ရှောပြင်ကာထင်းရုံသို့ဇက်တိုက်သွားရသည်ညဘက်ဘူဟောင်သိန်းဆောင်ရှောပြင်ဇက်သွားကြရသည်ဇက်ကပြီးဘူဟောင်သိန်းဆောင်ရှောပြင်အိမ်သို့ပြန်ရောက်လာရသည် ကြားဆက်မင်းသမီးဝန်စားဆင်ရင်မှုနှင့်ပတ်သက်၍ပြဆက်မင်းသမီးများဝတ်ပုံစားပုံကိုကြည့်ရတူခေါ်ရသည်ဇသပင်တွင် ကာခဲစင်ကဆက်မင်းသမီးဆက်မင်းသားဆိုလီရွှေသွားဆိုင်ကလောင်ကုန်အင်ဂျင်ရှင်ဝန်နိုင်မှာဂိုင်းဆိုင်ကြားချင်းသောဇတဲ့တွင်ကြည်သေးသည့်ရွှေသွားကိုရဲ့စင်ကလေးပါလောင်ကုန်ရှိကြီးဝတ်ခဲ့သည်ပြဆက်သေးသောရောက်တော့ခါနိုင်လွန်ပရိုဂိတ်မိတ်ကန်စတော့သုံးဆောင်ဝတ်ထည်များကို ကိုယ်တိုင်စိတ်တိုင်းကြဝယ်ယူသုံးဆဲဝတ်စင်ပုံမျိုးမဟုတ်ပေ သူယောက်ျားမှသူများထံမှတစဉ်ဖြင့်ဝေယာဆင်ရသည်။အိမ်၌အားလက်သောချင်းကလေး၌မိခိုင်းသည့်အတိုင်းပတိဆဲရသည်။ပတိပံပြည့်လျင်မိကတဖြစ်တော့တာ ပြောမပြအောင်ပြောနေတော်သည်။ဘူအောင်သိန်းပေါ်၌ကိုရောတပ်ပံအနံထားရသည်အပြင်ကိုစိန်နှင့်ကိုကိုမရှိ။သူထိုင်ဆိုထိုင် သူထားဆိုထားသူထားရနေရခြင်းကြောင့်အိမ်ထောင်ရေးသားရမှုပျော်ရွှင်မှုလုံးလုံးမရှိပေ။သူဘဝသူ့အိမ်ထောင်ရေးမှာရင်မထွက်သောဆန်းချောင်းကဲ့သို့ တနေ့တခြားခန်းဆောင်ကပကြအလာသည်သူရှာဖွေရရှိသောငွေကြေးများမှာဘုံအောင်သိန်းဖဲရရန်မြင်လောင်းရန်မိမပွေရန်တယောက်တန်းတန်းခန်းရှာ၍ပေးရပြီးတကယ်သောခန်းစားမိလာတိုင်းစစီသေးသည်သူဘဝမှာလွမြောက်ခြင်းစိတ်ပြင်းထန်စွာဖြစ်ပေါ်လာသည်လွမြောက်ရန်နီးမြျောစဉ်းစားကြည့်သည်နီးမြျောနှမ်းမှာနီးတမျိုးသာလင်တွေ့ရသည်တရားဥပဒေတိုင်းခွာရှင်းပြီးမည်သူလည်းမဟုတ်သူထံမှထွက်ပြေးရလဲလွမြည်မဟုတ် သူလက်တွေမှာလူကင်းမြည်နီတနီမှာဘွားကောအစတုံးရမြည်နီလန့်ဖြစ်ကြောင်းတွေးမိသည်ကြည်ကြည်သေးသည် တွေးလိုက်တိုင်းမျက်ရည်ပပောက်ကြလာမိသည်ပြာဆက်ဆက်ထုတ်တထုတ်ကိုဆက်လီညာကားသည် နေဘက်တွင်နှောက်တင်လဲမြည်ပြာဆက်တွင်ဆက်လီရဲ့ဇတိုင်ရသည်တနေ့တွင် နေဘက်ဇတိုင်ဆရာရှင်၍ဘွားသိန်းကိုစောင့်နေသည်ဘွားသိန်းကကိုယ်တိုင်လာမခေါ်ပဲရဲဘော်ဟောင်းလေးကိုချစ်ကားမောင်းခိုင်းပြီးခေါ်လွတ်လိုက်သည် ရွှေငါးမူသား၆ပြားနှင့်ပြုလုပ်ထားသောလက်ပတ်ကြိုးနှင့်နိုင်ရည်ကိုယူခဲ့ရန်မှာလိုက်သည်။သူရှိမိနေရသောသူ့ကိုဝင်ခေါ်ပြီးယုံသောဇက်တိုင်းသွားရန်ဖြစ်သည်။မှာလိုက်သည့်အတိုင်းကြည်ကြည်ထဲသည့်လက်ပတ်ကြိုးနှင့်နိုင်ရည်ကိုလက်ကမ်းပလတ်စတစ်အိတ်ထဲတွင်ထည့်ယူလာခဲ့သည်။လမ်းတွင်ရဲပေါ်လေးရာတက်စီထဲသည့်ဖြင့်ခြေကားပေါ်မှခုန်ဆင်းပေးရသည်။တက်စီထဲပြီးဘုံအောင်သိရှိရသောဝင်ခေါ်ကြသည်။ဘဲမလဲငါကြိုးနဲ့နိုင်ရည် ။ဇီဇီသေးသည့်ပလတ်စတစ်အိတ်ကိုဆွဲဖွင့်လိုက်သောအခါအိတ်ကအပေါက်ဖြစ်ရဲနိုင်နှင့်ကြိုးမရှိခြင်း။ဟုတ်တော့အိတ်ကပေါက်ပြီးကျသွားပြီ။တက်စီထဲတော့ကခုံဆင်းလိုက်တဲ့နေရာမှာကျသွားသလားမသိဘူး။ဘူအောင်သိန်းသည်မျက်မှောင်တွေကျုံသွားလဲကားပေါ်သို့ခုံတက်လိုက်သည်။တက်စီထဲသောနေရာကိုသွားကြည့်ကြသည်။ကြမြင်ထင်သောနေရာများ၌ဘယ်မှမရှာမတွေ့မှ။စလင်းခွေးအိမ်ဘက်သို့ကားပြန်လဲလိုက်သည်။ဒါအိမ်မှာပြန်ကြည့်အောင် ိမ်ပြန်ကြည့်ဆရာမလို့ပါဘူး။အိမ်ကယူပြီးအိတ်ထဲထည့်ခဲ့ပြီးကားပေါ်ယူလာတာပဲဟာ။အိမ်မှာတော့မကြပါဘူး။ကြည်စီသေးကအတန်ပြက်ပြက်ပြင်းစိတ်မချမ်းသာစွာပြန်ပြောသည်။ဘူအောင်သိန်းကအိမ်ပြန်မောင်းလာသည်။အိမ်ရောက်ရေးရှာတော့ခါမတွေ့ကြည်စီသေးရက်ခံရတော့သည်။ညာဒီနိုင်သေးတယ်။ဘသူ့ကိုပေးလိုက်တယ်လဲပြော။ကြည်စီသေးကတခွန်းမှပြန်မပြောချင်းရိုက်သားခံနေတော့သည်။ကြည်စီသေးမိခင်နေထက်ကိုပေါ်မှနေရိုက်ခန့်နေရသောသမီးကိုစိုက်ချနေသည် အတန်မပြုတ်ပဲစိုက်ကြည့်နေသည်ဖရာတစောင်းထဲ၌ជីជីထေးရအောင်ဝိစာရိုက်နှက်နေပုံကိုပြန်၍မြင်ရောက်လာသည်ယခုလည်းမျက်စိအောင်နာရနေနေခြင်းကိုမြင်နေရပြန်သည်တမီးလေးနောက်ဘဝကအတုံရှင်လင်ဤဘဝဤမြနေခြင်းပါစဉ်ရန်တမီးလေးအတွက်ရင်ထဲကဆူတောင်းလဲရှိသည်ပတိစိတ်မြဲစိတ်နေသည်ဘဝောင်းသိန်းသည်အာရအောင်ရိုက်နှက်ပြီးမှသွားကားပေါ်တက်ငေါပြောလိုက်သည် ိုထားသောမျက်နှာနှင့်ပင် ကြည်ကြည်ထဲကားပေါ်သို့ရောက်သွားရသည်ဇက်ဇော်ယုံကိုရောက်ကြသောအခါဆံပြများစတိုင်ရန်ဆောင်းနေသောဒါရိုက်တာဦးသူခါကစီမေးလိုက်သည်ဟဲ့ကောင်းမလေးမျက်ရည်တွေနဲ့နင်ဘလို့ဖြစ်လာတာလဲအဖေကြီးရဲ့ကျမကြောင့်ကိုရွှေသိန်းနိုင်ကြီးကျိုးပျောက်သွားလို့ရိုက်ခံခဲ့ရတယ်ဒါရိုက်တာဦးသူခါတည်းမကျင်တတ်သော မျက်နှာဖြင့်ပုံအောင်သိန်းကိုပြောလိုက်သည်ဟဲ့ဖုံးအောင်သိန်းမင်းကွာရိုက်ရတယ်လို့မင်းပြောက်တဲ့ပစ္စည်းကတထောင်တန်တော့မပေါ့ ။ကောင်မလေးရှာပြီးတဲ့ငွေတွေကမနှဲပါဘူးကွာ။နောက်ဒါမျိုးရိုက်လိုက်နှစ်လားမလှုပ်ဆမ်းပါနဲ့။စစ်စီသေးသည်လက်တလောခန်းစားခဲရသောစိတ်ဒုက္ခကြီးကိုစိတ်ထဲမှဖယ်ရှားပြစ်လိုက်သည်။သူကားပြန်ရမည်သူအခန်းသူအကွက်ကို စိတ်ထဲ၌တွင်းကတနေ့ကောင်ဇက်တိုက်ခဲသည်။ထိုညကစလင်းကွင်းရေတိုင်ကြီးကြီးရောက်၌တဲထိုးနေသောစစ်စီသေးတို့နေသောတဲရင်ကြီးသည် ထထိန်တာနေသောလှရောင်အောင်၌ငိန်တက်လျက်ရှိသည်။ကြည်ကြည်သေးသည်အိတ်ခံထဲ၌အတံထွက်အောင်ကြဲ့၍ငိုသည် ဇတိုင်းနေသောအချိန်ကဖယ်ရှားထားသောစိတ်ဆင်းရဲခြင်းတို့သည်နှလုံးသားထဲသို့ဝင်ရောက်လာခြင်းကြောင့်ကြိမ်ငုံနေသည် သူ့ဘဝကြီးလာသည့်ဒုက္ခမှလွမြောက်ခြင်းစိတ်ပြင်ထန်လာသည်ဘဝသိမ်းလက်မှလွမြောက်ရေးတွင် ရှာဖွေတွေ့ရှိထားသောနိလန်တိုင်းပြုလို့ရန် အိမ်ပြင်သို့အခြေတံကြောင်ထွက်လာခဲ့သည်အိမ်နောက်ပြေး၌ဝင်လံကြိုးတန်းကြီးကိုဖြုတ်လဲရင်းစင်ကြီးနာသို့ရှာသွားသည်။တာလိုက်သည်လားမှလင်းထိန်နေသည်။လာရောက်၏အေးတတ်သည်။ ။ကြည်ကြည်သေးရင်ထဲကပူကောမအေးစင်းနိုင်။ရင်ထဲကပူသည်။လာရောက်အောင်နိုင်နှလုံးသားကိုမိတင်မြိုင်နေသည်လား။တညီညီလောင်ကျွမ်းလဲရှိသည်။ကြည်ကြည်သေးသည်ရေစင်ကြီးပေါ်သို့တက်၍ဆဲကြိုးချတင်ရန်ဆုံးဖြတ်ပြီးဖြစ်သည်။ရေစင်ကြီးနားတော့ရောက်လာသည့်အချိန်တွင်အမေကသူ့နောက်မှအတံကြားထချက်ပါလာသည်။ဟဲ့တမီဘာလို့မလို့တော့စစီသေးသည်ထဲလန်းစားမျက်နှာပြင်လဲကြည့်လိုက်သည် တူလက်ထဲကယူလာတော့ကျိုးခွေကြီးကိုမြင်မြင်သွားသဖြင့်မျက်နှာပြတ်ထွက်သွားသည်။အော်မင်းမေအဝိကျုံန်ဖြုတ်သိမ်းတာပါ။လာတာလုံးလုံးဒီနားရောက်လာတာ။အချိန်မတော်သမီးရဲ့အိမ်ထဲပြန်ဝင်။ခုချိန်မျိုးဟာသူများပစ္စည်းခိုးမဲ့တခိုးတွေကိုယ့်အသက်ကိုရန်ရှာမဲ့သူမျိုးတွေသာအိမ်ပြန်ထွက်တဲ့အချိန်။လာခဲ့လာခဲ့။ကြည်စီချင်းဖြစ်ကိုအမေကရင်မိသွားသည်။အမေစိတ်ချမ်းသာအမေနဲ့တူ ပြန်လိုက်ခဲ့ကအိတ်ခံကလေးထဲသို့ဝင်သွားသည်။အမေကခန်းထဲသို့လိုက်ဝင်လာသည်။ နေဟင်ကဘူအောင်တဲ့ရိုက်နှက်ခြင်းတံကိုမခံရနိုင်ဒီကြောင့်ဇာမန်အမိရင်မိတရှိသွားသည်တမီးဖြည့်ဆဲ၍ရနိုင်အောင်တရားချသည်တမီးဘဝဝိကျွေးဆိုတာသိတယ်မဟုတ်လားအိမ်ထောင်20စလုံးတမီးမှာဝိကျွေးပါတယ်ဒီဝိကျွေးတွေကိုဒီဘဝကအောင်ဆက်လိုက်စမ်းတမီးအတုံရှင်ရင်ကြေပါစေအလဲရှင်ရင်ပြန်မချေပြစေနဲ့ဒီလိုနှလုံးသွင်းလိုက်စမ်းပါတမီးတမီးမရှုံးစင်နဲ့မရှုံးစင်နဲ့ ချစ်စီသေးသည် မျက်ရည်ပေါက်ကြီးကြလဲငြိမ်သက်နေသည်သူ့ကိုမပေါင်းသိမ်းချင်လို့တယောက်ပြောင်းပြန်တော့ကောအမေဒီတန်တိန်သွားသည် ရှင်းဆက်ပဲရန်နာပြီးမှအာယူကဆက်ပြောသည် သုံးချောင်းပြောင်းတော့ရှင် သုံးလင်ပြောင်းတော့မိမသူ့တော်ကောင်းများဆက်ဆုပ်တယ်အားလုံးအားလုံးတူတူကိုကိုအသက်ရှင်နေကြတာခဏတာမျှပါတနေ့တူတူငငါတိကြရမှာပဲမဟုတ်လားတမီးဘွားမရှုံးပါစေနဲ့ ။စစီသေးသည်တစ်ချိန်လုံးတစ်ချိန်လုံးလုံးထိုင်၍တရားချနေသောမိခင်ဤစကားကို ပထမနာမဝင်။လူဘွား၌ခဏတာများနေကြရတာလီ ဆိုသောမိဤစကားကိုတော့လက်ခံကားလေးနဲ့သဘောပေါက်အောင်စင်ချင်းစဉ်းစားကြည့်သည်။မခံနိုင်၍ဘွားကိုဆုံရှုံပစ်ခြင်းတန်။ဝိကျေရှိသည်များကြုံခံပြီးဘွားမရှုံစေရန်။အမိစကားကိုမြည်ဝဲမကြအမိတက်တက်လိုက်နာရန်စိတ်ပိုင်းပြန်လိုက်သည် ဒါရိုက်တာဘိုကလေးတင်အောင်နဲ့ဆက်လက်၍မြေပြေတာပြဆက်မြေပြေတာပြဆက်ကဇက်တိုင်းနေစဉ်တဖက်မှာဘာမပရိုက်နဲ့လဲတပြားသွင်းသည်ပြဆက်နယ်တွင်ဒါရိုက်တာဘိုကလေးတင်အောင်နဲ့မြေပြေတာပြဆက်ကိုနောက်ဆုံးကပြခဲ့ခြင်းဖြစ်သည် ထင်ပေါ်လျင်စင်တော်ကကောင်းဆိုသည့်အတိုင်းအေဝမ်ရုပ်ရှင်ကခေါ်လေးပြီပြဆက်မင်းသမီးကြည်ကြည်သေးကိုထူးဆန်းထက်မြတ်သောနှုတ်ပညာရှင်ဖြစ်ဒါရိုက်တာဘိုကလေးတင်အောင်ကဤသို့မှတ်တမ်းတင်သည် ီစာဖတ်ရလဲတအားစိတ်ဆင်းရဲရပဲအလောက်ထိနှိပ်စက်ပြီးတော့အလောက်ထိဝစ်ကြွေးခံအမေကလည်းတမီးရဲ့လိုမျိုးခံရအောင်လဲတရားချပြီးတော့နားချတော်တော်လေးကိုခံစားခံစားရခဲ့တယ်ဒါတော့ရွှေတော့အမြင်တသက်လေးဝင်ပေါ်လိုက်တာနားဆင်ပြီးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်လာမယ့်ပိုင်းဆက်များကိုလည်းစောင့်မျှော်နားဆင်ပြီးကြပါအောင်နော်